င်္ဂလာပါဗျာဖိုကလေးနေမိညာနေပြန်နေကြိုဆိုပါရယ်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ YouTube မှာဗီဒီယိုတွေတင်ကျင်တယ်ဗာဗီဒီယိုတင်မှမသိဆိုတဲ့မိတ်ဆွေများအတွက်အာကျွန်တော်ဗျာ YouTube channel နဲ့ထောင်ပြီးပြီဒါပေမဲ့ channel မှာဗာဗီဒီယိုတင်မှမသိဆိုတဲ့မိတ်ဆွေများအတွက်ကျွန်တော်ဒီမှာတော့ content idea လေးစဉ်းစားမှုစဉ်းစားနည်းလေးတွေမျှော်ပေးမှာဖြစ်ပါတယ်ဒီဗီဒီယိုကြည့်သွားလို့ရှိရင်မိတ်ဆွေများက YouTube မှာဗီဒီယိုတွေတင်တက်သွားမယ်ဘယ်ဗီဒီယိုမျိုးစားတွေတင်ရမလဲအဲတမမဟုတ်ကျွန်တော်ဘယ်ဗီဒီယိုမျိုးစားတွေရ view တွေရပြီးတော့ဝင်ဝင်လေးတိုးစီတယ်ဆိုတာကိုမိတ်ဆွေများသိရှိသွားမှာဖြစ်ပါတယ် Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့က YouTube တွေထောင်ပြီးပြီ YouTube channel တွေထောင်ပြီးပြီ ဒါမဲ့ယူရုချမ်မန်ဘာပြီးလို့တင်းမမသိဆိုတဲ့မိတ်ဆွေများအတွက်ဒါမှမဟုတ်လည်းအခုမှစပြီးဒီကုလေ့လာတဲ့မိတ်ဆွေများအတွက်ဘယ်လိုပြီးလို့မျိုးစောက်တင်းမဲဆိုတဲ့မသိဘူးဆိုတဲ့မသိသေးတဲ့မိတ်ဆွေများအတွက်ပေါ့နော်အဲ့တော့တိပိတမိတ်ဆွေများတို့များပါတယ်โอเคမသိသေးတဲ့မိတ်ဆွေများကတော့ကျွန်တော်ရင်ဆုံးဘာစဉ်းစားမယ်ဆိုတော့ကျွန်တော်တို့ရဲ့ဝန္ဒနာပါတော့အရင်စဉ်းစားမယ်ဒါကြလို့ရှိရင်ကျွန်တော်တို့ဝန္ဒနာပါရောက်လို့ရတာအရင်ကိုပြောစရာကောင်းပါတယ်ဒါကြောင့်မိတ်ဆွေများမိတ်ဆွေကဘာဝန္ဒနာပါတယ်ဆိုတာကိုအရင်ပြန်ပြီးတော့ကိုယ့်ကိုပြန်မေးပါ ကျွန်တော်ဆိုလို့ရှိရင်အမှန်တမ်းပြောလို့ရှိရင်ကျွန်တော်လည်းတချင်းဆိုတာဝန်တာပါတယ်အဲတချင်းဆိုတာဝန်တာပါတော့ကျွန်တော်ပထမဆုံးဆက်လုပ်ခဲ့တာတချင်းဆိုဟိုတချင်းဆိုတဲ့ပြီးတော့ music channel တခုဆက်လုပ်ခဲ့တယ်ပထမပထမပိုင်းမှာတော့အစဉ်ပြေအစဉ်ပြေခဲ့ပါတယ်ဒါမဲ့နောက်ပိုင်းမှာကျွန်တော်လည်းအချိန်မရပဲနဲ့ကျွန်တော်တွေတွေ့ခဲ့ရရှောက်လို့လိုက်တော့အစဉ်မပြေဘူးဖြစ်သွားခဲ့တယ်ပုံမှန်ကကျွန်တော်တို့ကိုယ်တိုင်း ကိုယ်တိုင် creation လုပ်တဲ့ video တွေပဲပုံမှန်တင်သွားလို့ရှိရင်အဆင်ပြေတယ်။ဘာပဲဖြစ်ဖြစ်ကျွန်တော်မိတ်ဆွေများကိုလည်းဒီနေ့မှာတော့အဲ့လိုမျိုးလုပ်မယ်ဆိုရင်ရည်ရှည်သွားလို့ရအောင်နည်းနည်းလေးကိုမျှဝေပေးမှဖြစ်ပါတယ်။ဟုတ်ပြီ။ဒါဆိုရင်ပထမဆုံးကျွန်တော်တို့စိတ်ဝင်စားတဲ့အရာကျွန်တော်ဝန်ထမ်းပါတဲ့အရာကိုကျွန်တော်တို့ပြန်မေးမယ်။ Okay ။ကျွန်တော်ဝန်ထမ်းပါရတခုခုရသွားပြီ။ဥပမာဆိုကြပါစို့တချို့ကဝန်ထမ်းပါရတယောက်နဲ့တယောက်တူကြမှာတော့မဟုတ်ဘူး။နေရာဒေတာလိုက်တူကြမှာတော့မဟုတ်ဘူး။တချို့ကလည်းနီးမညာဝန်ထမ်းပါတယ်။တချို့လည်းချက်ပြုတ်တွေဝန်ထမ်းပါတယ်။အဲတချို့ကလည်းအိမ်တွင်းလက်မှုလေးလေးဝန်ထမ်းပါတယ်။ တချို့ကလည်းဟိုဘာတကားပြောတော့ဝန်နာပါလေစပြအများကြီးပဲပေါ့နော်ကျွန်တော်မက်ဆေ့ချ်ထဲမှာဆိုလို့ရှိရင်လည်းအဲအဆဆိုလို့ရှိရင်ဘာမှဝင်ငွေလေးမရှိခဲ့ဘူးအဲ့တော့ကျွန်တော်တွေခုနောက်ပိုင်းဒီပေါ့နော်သူလည်းဒီဘာသာစကားကိုတင်လိုက်ပြီးတော့ပိုက်ပတ်စကားနဲ့သူတော့တနည်းနည်းလောက်ချာမှသူလည်းအဲကောင်းကောင်းလေးတက်ကြွသွားတယ်အဲကျမှသူတင်ထားတာလေးကိုသူပြန်လဲပြီး knowledge share နဲ့ပြန်လုပ်ပေးတယ်အဲသူဥပမာဆိုကြပါဆို Chinese စကားဘယ်လိုပြောလဲ Chinese စကားထမင်းစားတော့ဘယ်လိုပြောလဲရေတောက်တော့ဘယ်လိုပြောလဲအဲဒီအဲ့ဒါတွေကိုသူက ဒီ YouTube မှာဗီဒီယိုလေးလုပ်ပြီးတော့အခုလို Facebook ပဲပြောပြီးပြန်တင်ပေးတယ်အဲ့လိုတင်ပေးနေတဲ့နောက်ပိုင်းအဆင်ပြေလာတဲ့အခါမျိုးမှာ YouTube မှာလည်းဝင်ဝင်တစ်ခုရလာခဲ့တယ် Facebook မှာလည်းဝင်ဝင်တစ်ခုရလာပြီးဒါအပြင်ကိုသူကကြာလိုက်တဲ့အခါမှာသူ့ရဲ့ skill တွေကကျွမ်းလာတော့သူကိုယ်တိုင် private group တွေထောင်ပြီးတော့လည်းဝင်ငွေလေးရှာခဲ့တယ်ဒါဆိုရင်သူ့ရဲ့တလက်လက်ဝင်ငွေကဘယ်လောက်ကြီးကျန်သွားလဲဆိုတာစဉ်းစားလို့တော့ကျွန်တော်စဉ်းစားခန့်မှန်းလို့တော့မေးစရာခန့်မှန်းကြည့်ပါလုံးဝကျန်နေပါပြီ Okay ဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဥပဒနာပါရတွေကိုစိတ်ဝင်စားတာလေးဟုတ်ပြီနံပါတ်1တွေးလိုက်ပြီ နံပါတ်1ကတော့ကျွန်တော်လုံနေတဲ့အလုပ်ပဲဖြစ်ပါတယ်မိတ်ဆွေများဘာလုပ်ကိုလုံနေလာတယ်အဲတချို့ကလည်းဆိုင်ကဝက်ရှော့တွေပြင်တယ်ကျွန်တော်မိတ်ဆွေတက်มาတယ်အဲကျွန်တော်တင်နေနေမှာတယ်ပါတယ်ပေါ့နော်သူကဆက်ပြင်းတဲ့ဆရာတွေပါတယ်ဆက်ပြင်းတဲ့လူတွေပါတယ်ခုမှတင်တဲ့လူတွေပါတယ်အဲ့ဒါလေးတွေကိုကျွန်တော်တို့ကဒီဗီဒီယိုတစ်ပုတ်ဖြစ်ဖို့အတွက်5မိနစ်လောက်ချိန်ပေးရင်ဗီဒီယိုတစ်ပုတ်ကဖြစ်နေပြီ5မိနစ်10မိနစ်ပေါ်ပြ10မိနစ်အောင်ဆိုတော့တော်တော်လေးကိုအဆင်ပြေနေပြီအဲ့တော့5မိနစ်10မိနစ်ကဗီဒီယိုတော်လေးလေးကိုရိုက်မယ်ရိုက်မယ်ဆိုလို့ရှိရင်လည်းဒီလိုမျိုးလေးရိုက်ပုံနော်ဒါဒါဆိုလို့ရှိရင်ဒါ60 by 9ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့ပါတယ်ဒါ60 by 9ဒါ YouTube site ဖြစ်ပါတယ်ဒါတော့9 by 60ပေါ့เนาะဒါဆိုလို့ရှိရင်တခြား TikTok တို့ Instagram တို့ Facebook တို့ဒါတို့တင်တာပေါ့เนาะ Okay အဲကျွန်တော်တို့က YouTube တင်မယ်ဆိုတော့တို့တို့တို့9 by 60နဲ့ရိုက်မယ်ဘယ်လိုရိုက်ပြီး9 by 70ဇာတ်လေးကိုအလုံးကိုအလုံးကိုပေါ့เนาะတချို့ကလည်းအချက်ပြုတ်တချို့ကလည်း support မှုရှိတယ်အဲ့တော့ကိုချက်ပြုတ်တော့ဟိုဟိုကျွန်တော်တွေဟိုချက်ခင်ချက်ဘယ်လိုချက်တယ်ကြက်ချင်းစက်ဘလို့ချက်လဲ။အော်ကြက်ချင်းဘလို့ချက်လဲဆိုတော့ကျွန်တော်တို့ကြက်ကလာတဲ့ကြက်ဘလို့ချက်လဲဆိုတာတွေကိုကိုအချက်ပြဝန်တာပါတဲ့အင်ရှင်မတွေတော့မဟုတ်စပုံမှုတွေရှိရင်လဲကို ချက်ပြူတာလေးကိုအနောက်ကနေတရရောက်ရိုက်ခိုင်းသို့မဟုတ်ကိုကိုတိုင်ရိုက်လဲရတယ်အဲ့ဒါလေးကိုလိုက်ရိုက်ပြီးတော့နာမည်စင်မဆာလောက်လေးပြီးတော့တဘိုးပြင်းရုံရနေပြီဒါမင်းစင်များကိုလုံးနေတဲ့အလုတ်ဘာလုတ်ကဲမဆိုအော်ပြန်ရိုက်လို့ရရင်ပြန်ရိုက်ပြီးဒါနံပါတ်1နံပါတ်3နံပါတ်3ကတော့အလုပ်လဲရိုက်လို့အဆင်မပြေဘူးဗျအလုပ်ထဲမှာဖုန်းကင်ရဖို့ဖုန်းကင်ဖို့လည်းအဆင်မပြေဘူးဆိုတော့မိတ်ဆွေများအတွက်ကတော့ဟုတ်ပြီနောက်နောက်တနည်းလမ်းတော့ကျွန်တော်တို့ဒီဒီဘလော့ဂါသဘောမျိုး entertainment သဘောမျိုးသွားမယ်အရင်ဆုံး entertainment သွားမယ် အင်္ဂလိပ်ဆိုတော့ဖျော်ပြီးဖျော်ပြီးဆိုတော့ကျွန်တော်ဖျော်ပြီးမှပါလေပါဆိုမူပြီးတော့ drama တော့ဟာသားတော့အကုန်ဆုံးလင်းတင်လို့ရတယ်အများဆုံးကျွန်တော်တို့လူတွေကြည့်တာလဲ entertainment ကလူတွေပိုကြည့်ရများတယ်ဥပမာဟာသားတို့ဘယ်ဒုက္ခတို့တခြားဟိုဒီ Facebook မှာပေါက်နေတဲ့အရာတွေ TikTok မှာပေါက်နေတဲ့အရာတွေပြန်လည်ပြီးတော့တင်တာလို့အဲ့လိုတင်မယ်ဆိုလို့ရှိရင်လည်း copyright တော့တင်ရတယ်အဲ့တော့အရင်ဆုံးဗီဒီယိုမူကြီးပိုင်ရှင်ကအဲ तू က Facebook မှာတင်ထားသလား ဝင်ငွေရှာထားသလား YouTube မှာဝင်ငွေရှာထားသလားဆိုတော့အရင်ဆုံးလှိလာမယ်။သူကဘယ်မှမဝင်ငွေရှာမထားဘူး။သူကတာမန် business တယောက်သို့မဟုတ်တာမန် user တယောက်ဆိုလို့ရှိရင်တော့ကျွန်တော်တို့အဆင်ပြေပြီ။အဲ့ B10 ရဲ့ video တို့ပြန်ယူပြီးတော့ video edit လေးလုပ်ပြီးတော့ပြန်တင်လို့ရပြီ။ Okay ဒါကလည်း entertainment တစ်ခု။နောက်တစ်ခုကတော့ကျွန်တော်တို့ဟို အောင်တိတိ entertainment တို့ပစပြီးကျွန်တော်တို့ဗီဒီယိုစက်ကားတွေတင်တဲ့ကျွန်တော်တွေ channel တွေအများကြီးပဲရှိရနော် entertainment အများကြီးရှိရနော်အဲ့ရနေပြီးတော့ကျွန်တော်တို့ကဗာလေးဗာလေးလုံလဲဆိုတော့အဲ့ရနေပြီးတော့ဟိုဘိုင်းဒီဘိုင်းတွေဖြတ်ညက်ကပ်ပြီးတော့အပိုင်းတို့လေးလေးပိုင်ပြီးတော့လေအဲ့တော့တို့တို့ပြန်ဆက်ပြီးတော့လဲတင်လို့ရတယ် okay ဒါကနံပါတ်3နံပါတ်4ကတော့ကျွန်တော် creation တစ်ခုထည့်မယ်ထည့်မယ်ဆိုတော့ကျွန်တော်တို့ဥမာဆိုကြပါဆိုအဲအခုကျွန်တော်မမေ့စမြကြည့်လာမသိဘူး ပပလာလာချန်နယ်နော်ပလာလာချန်နယ်ဆိုတားလေးရှိရတယ်ရှိလေးရှိရတယ်တကယ်လည်း view လေးရှယ်ချင်တယ်ဝင်ဝင်လေးရှယ်ရတယ်တကယ်မိုက်တယ်ပလာလာချန်နယ်ဆိုကျွန်တော်လည်းမကြမကြဝင်ကြည့်ပြီးတယ်တကယ်မိုက်တယ်သူဘယ်လိုလဲဆိုတော့အော်ကျွန်တော်တို့အဲ့လိုမျိုး entertainment က video တွေကိုသူတပုတ်လုံးကို download ဆွဲလိုက်တယ် download ဆွဲလိုက်ပြီးတော့အဲ့ video ကိုပြန်ချုပ်လိုက်တယ်ချုပ်လိုက်ဆိုနည်းနည်းမြန်ပြီးတော့တခါ export ထုတ်လိုက်တယ် export ထုတ်ပြီးတော့အဲ့အတန်တွေကိုဖြောက်ပလိုက်တယ်အတန်ဖြောက်လိုက်နော်အတန်ဖြောက်ပြီးတော့အဲ့အတန်နေရာမှာအဲကျွန်တော်တို့သူ့သူ့ idea ပေါ့နော် ဟိုမှာခန်းဟိုမှာခန်းစီသူဆိုလို့ရှိရင်တူစီခန်းအဲသူပြောတာလည်းဟောကြားကြကောင်းတယ်အဲ့တော့မင်းမင်းမနာလေးရဲ့နာမည်ကိုပြောင်းပြန်တော့သူပြောသွားတယ်ဇလန်အစအဆုံးသူဇလန်သဘောတရားလေးကိုသူတန်းနဲ့သူလည်းတပုတ်တော့တော့တစ်ခါတော့ကြည်ထားမှာပေါ့နော်အဲဇလန်ကိုတစ်ခါတော့ကြည်တယ်မင်းစုမြန်လည်းရုပ်ရှင်နဲ့ကြည်တာဝါနာပါလေဆိုရှင်ဒီဟာလို့တကယ်အဆင်ပြေတယ်ဝင်းဝင်းကြမ်းတယ်ကျွန်တော်တို့တွေ copyright လည်းလွတ်လဲဘာလို့လဲဆိုတော့ကျွန်တော်အတန်ပါနေတာဟုတ်ဒါကြောင့်မလို့ကျွန်တော်တို့ကြိုက်တဲ့ movie ကြိုက်တဲ့ကားကို download ဆွဲလိုက်မယ်ပြီးတော့မြန်လိုက်မယ်အတူချုပ်လိုက်မယ်ပေါ့ဗျာအတူချုပ်လိုက်မယ်တချို့နေရာလေးဖြတ်တောက်လိုက်မယ်မလွတ်တဲ့နေရာလေးဖြတ်တောက်လိုက်လည်းနည်းနည်းလေးမြန်ပြီးတော့ကျွန်တော်တို့တွေအဲ export ထုတ်လိုက်မယ်တချို့နေရာလေးဖြတ်တောက်လိုက်မယ်ဥပမာဆိုကြပါစို့အေးဟိုတချို့ဆို3မိနစ်3မိနစ်စာရွတ်စီ channel မိတ်ဆွေများကြည့်ဥပမာပါတနိုင်စာလောက်ရှိတဲ့ဗီဒီယိုကို3မိနစ်နဲ့အပြီးပြောသွားတာနည်းအဲ့လိုမျိုးပြောနိုင်လို့ရှိရင်တကယ်ကိုမိုက်တယ်အဲ့လိုပြောလဲရတယ်အဲဒါကြောင့်ဒါမှမဟုတ်ဒီမြန်မာကားလေးကိုလည်းအဲ့လိုဖိနှက်ကက်ပြီးတော့ဟာတာသဘောမျိုးနဲ့ပြောသွားလဲရတယ် တကယ်အဆင်ပြေတယ်ဒါတော့ကိုယ့်ရဲ့ skill နဲ့ဆိုင်တာပေါ့နော်ပထမဆုံးလုပ်တဲ့ချိန်မှာတော့အဆင်ပြေမှာမဟုတ်ဘူးဒါကတော့ဘယ်သူမှဆိုမလို့ပထမဆုံးလုပ်တဲ့ချိန်မှာဘယ်သူမှအဆင်မပြေဘူးပထမပထမချိန်အဆင်မပြေဘူးဒုတိယချိန်အဆင်မပြေတတိယချိန်အဆင်မပြေဘူးအဲ့တော့ငါးချိန်လောက်ပြောကြည့်လိုက်လို့ရှိရင်အဆင်ပြေသွားမှာပါဘယ်ရမဆိုပထမချိန်ကအဆင်မပြေနေမှာပါဘူးဒါလေးတော့သတိထားဖို့လိုတယ်ပေါ့နော်โอเคအဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ idea တစ်ခုရပြီနောက်တဲ့ idea တစ်ခုကတော့တရားချဲ့နေတယ် တရားရှင်တွေကျွန်တော်တွေတရားရှင်တွေဆိုလို့ရှိရင်တချို့ဆိုကျွန်တော်လာမိတယ်တရားရှင်တွေအဲ YouTube မှာတရားရှင်တွေနဲ့ငွေရှာကျွန်တော်ရတာဆိုတော့ရပါတယ်အဲ့တော့တရားရှင်တွေရှာမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကတရားတွေအများကြီးဥမာဥမာကျွန်တော်ကျွန်တော်ဆိုတရားတွေအများကြီးရှိတယ်တရားတွေအများကြီးကျွန်တော်တွေစီးလိုက်ထောင်းလိုက်အပုပ်တွေအများကြီးရှိတယ်အဲ့လိုမျိုးတရားရှင်တွေကကျွန်တော်အပိုင်းလေးပုံတော့သဘောကျသက်ကောင်းတဲ့အပိုင်းလေးဒါဆိုကိုကိုကလည်းအဲ့လားလေးနားဖို့လို့လိုသေးတယ်ပေါ့ဗျာအဲ့ဒါတည်းဘယ်ပိုင်းရပါဆိုတော့သိဖို့လို့လိုသေးတာပေါ့ဥမာဥမာပါအကျုပ်ဆရာတို့ဖျားကြီးရဲ့ဘယ်တရားဆိုဘယ်အပိုင်းလေးတစ်ပိုင်း အဲဥမာဥမာဆိုကြပါစို့နိုင်ဝက်စာသူကတက်တက်နိုင်ကြောစာဆိုရင်ကိုယ့်ကိုနိုင်ဝက်စာလေးတစ်ပိုင်းပိုင်လိုက်ပိုင်ပြီးတော့အဲ့ပိုင်လေးကိုယူမယ်ယူပြီးတော့ကျွန်တော်တို့ဖះဖះပုံတို့ရောင်ရောင်ကြီးတို့လွင့်နေဖះပုံလေးတွေပါကျုပ်ဆရာတို့ဖះကြီးရဲ့ပုံလေးတွေကိုအများပြလိုက်ပြောင်းထောင်းလိုက်မယ်ထောင်းပြီးရောဆလိုက်ရှိုးပုံစံနဲ့ပါကျုပ်ဆရာတို့ဖះကြီးရဲ့ပုံစံလေးနဲ့အနောက်မှာမျူစစ်နေရာမှာအဲ့ပါကျုပ်ဆရာကြီးဟောတာတရားနိုင်ဝက်အပိုင်လေးထည့်လိုက်ကော်ပီရိုက်လေးလွတ်လဲဝင်ဝင်လေးရတယ်တရားနာလဲသူလဲကုသိုလ်ရတယ်လို့ကိုလည်းအဲကျွန်တော်တို့ ကုသိုလ်လည်းရလဲဝင်လဲဝါတယ်ဒါလည်းတော်တော်စီးပြီးတယ်ခုနကပိုင်းဓမ္မ channel တွေအဲ့လိုမျိုးလောက်တာများတယ်နော်အဲ့ဒါလောက်တာများတယ်တကယ်လို့ကိုက proprietor သမားသုံးမဟုတ်တရားပွဲတွေနဲ့နေရဆိုလို့ရှိရင်လည်းအဲ့တရားပွဲတွေမှာရိုက်ပေါ့ဗျာရိုက်ပြီးတော့တင်ပို့လို့တော်စီးဖြစ်ပို့လို့တော်ကောင်းသေးတယ်အဲ့လိုမရိုက်နိုင်မှတော့နိုင်လဲကိစ္စမရှိဘူးကျွန်တော်ခုနပြောခုနပြောလို့ပဲကျွန်တော်တို့ဒီဆရာတော်ဖရာကြီးရဲ့ကျွန်တော်တို့ဟိုတရားဟောတွေကိုအပိုင်းလေးတွေပိုင်းပြီးတော့ကျွန်တော်ကျွန်တော်တို့ရဲ့ဗီဒီယိုလေးပေါ့နော် ကျေတို့ကိုပြီးတော့မရှိလို့ရှိရင်ဖရားတွေသွားလိုက်ရုံပဲဖရားတွေသွားပြီးတော့ဖရားတွေမှာကျွန်တော်တွေဖရားတွေသွားပြီးတော့အင်းကျွန်တော်ဖရားတွေသွားပြီးဖရားတွေကိုကျွန်တော်ဗီဒီယိုတွေဗီဒီယိုတွေရိုက်လိုက်မယ်ဗီဒီယိုတွေကြိုရိုက်ထားပုံနော်ရိုက်ထားဘယ်ဖရားရောက်အောင်အဲ့လိုပေါက်ရိုက်ထားကျွန်တော်တွေဟိုသုံးနေစားလောက်ဖရားသုံးစုစုသုံးနေစားလောက်ရတယ်အဲ့တော့ သုံးနေစလားဗီဒီယိုရှိပြီလားဆိုရင်အဲ့ဗီဒီယိုပဲထည့်သုံးနေရုံပဲကျန်တဲ့ဖះရောင်ယူတော့လွင့်နေပုံလေးတွေဗီဒီယိုလေးတွေကတော့ကျွန်တော်ပင်ထရက်မှာအများကြီးရှိတယ် free သုံးလို့ရတော့ပင်ပင်ထရက်ကိုလုံးဝမိတ်မထားနဲ့နော်ပင်ထရက်မှာကျွန်တော်လည်းလိုအပ်တဲ့ပုံလေးဗီဒီယိုပင်ထရက်မှာပဲသုံးတာဖြစ်ပါတယ်ပင်ထရက်တို့ပီဇာပေးတော့ကျွန်တော်အရင်ဗီဒီယိုမှာပြောခဲ့တယ်နော်ဟောပင်ထရက်တို့ပီဇာပေးတို့အဲ့မှာယူသုံးလို့ရပါတယ်အဲ့မှာ free တွေပဲနော်ဟုတ်ပြီအဲ့ဒါဆိုရှင်ဒါလည်းကိုယ့်ရဲ့ idea တစ်ခုပဲနောက်တစ်ခုနဲ့ idea တစ်ခုတော့ကျွန်တော်ခုနကပထမပြောခဲ့လို့ပဲ music မဲဆွေမြတ်က music လုံးဝ crazy music တွေသဘောကျတယ်ဆိုလို့ရှိရင်တော့ ဘယ်လိုလုပ်လို့နေလဲဆိုတော့အဲ့တော့ကာရကွေဆောင်းတွေရှိတယ်ကာရကွေဆောင်းဆိုပြီးတော့ကျွန်တော်တို့တွေဒီကာရကွေဆောင်းတွေဖန်တီးမယ်ဆိုတော့ဖန်တီးလို့ရတယ်ကာရကွေဆောင်းကမွေးရတဲ့အံကိုဖြောက်ပေးတာဒါတီလုံးမရှိတယ်ဆိုမဲ့သူတွေအော်တိုမက်တစ်တော့သူဝင်ကြည့်သွားလိမ့်မယ်သုံးပုံဒေါင်းလုဆွဲသွားလိမ့်မယ်အဲ့လိုလုပ်ကြတာအများကြီးပဲရှိတယ်မိတ်ဆွေများကလည်းအဲ့လိုဝန်ဆောင်ပါလို့ရှိရင်အဲ့ကာရကွေဆောင်းတွေကိုဒေါင်းလုဆွဲလိုက်မယ်ဒေါင်းလုဆွဲလိုက်ပြီးတော့ကျွန်တော်တို့ကဒီပေါ့နော်အဲ့တီလုံးလေးကိုကျွန်တော်တွေအဲ့ဗီဒီယိုကိုကျွန်တော်တွေဒီ င်းရှော့ဆော့ဝဲတုံးဖို့ဗီဒီယိုအေဒစ်ဆော့ဝဲတို့ထည့်လိုက်မယ်အဲထည့်ပြီးအဲ့ညမှာကိုဆိုးလိုက်မယ်ကိုဆိုးတာလေးကိုဖမ်းထားလိုက်ရုံပဲအဲ့ဒါလိုပြန်ထုတ်ပြီးတော့အဲ့အတန်ကိုကျွန်တော်ဆိုးတာလေးကိုပြန်ထုတ်လိုက်ပြီးတော့အဲ့အဲ့ဗီဒီယိုနေရာမှာတော့ကျွန်တော်တို့သူ့ဗီဒီယိုမတုံးမင်းနဲ့ကျွန်တော်တို့ဗီဒီယိုတုံးဖို့ရှုခင်းပုံလေးနဲ့ Patreon မှာအကုန်ရှိတယ်နော်တချင်းဆိုလို့ရ Music မှုအစွေးလက်အစွေးဗီဒီယိုလေးတွေအဲ့ဒါလေးလေးကို download ဆက်ပြီးတော့အဲ့ညမှာပြန်ထည့်ပြီးတော့ဗီဒီယိုဖန်တီလဲရတယ်အဲ့လိုမျိုးပဲတဲ့ကျွန်တော်ဆိုးတာလေးကိုကျွန်တော်တို့ ကျွန်တော်တို့ဆိုထားတဲ့ဟာတွေရှိရင်လည်းတင်လို့ရတယ်မိစွေများဂီတာတွေပဲတိတိကျကျပို့လို့ကောင်းနေတယ်ဗျာကျွန်တော်တွေဘယ်သချင်းတော့ဘယ်လိုတီးပါလဲဘယ်ကော့တွေတီးပါလဲဘယ်ကော့တွေတီးတယ်ဘယ်ပချင်းဘယ်လိုဘလုံးစံတီးတယ်ဟောဘိုးတော်အဆင်ပြေတယ်ဒါတွေမဟုတ်သေးဘူး music ကအကျယ်ပြန့်တယ်အများကြီးတင်လို့ရတယ်ခေတ်စားနေတဲ့ဟာတွေတို့ DJ သဘောနဲ့ပြန်ပြီးတော့မြန်မြန်လေးပြန်ပြီးတင်လို့ရှိရင်လည်း copyright လွတ်တယ်နော်တတော်ကိုကြည်ကြည်ပြန်ပါတယ်ကျွန်တော်တွေကိုညံရှိညံရှိလို့အများကြီးတုံးလို့ရတယ်ဒါအခုကျွန်တော်ပြောပြတာနည်းနည်းလေးပဲရှိသေးတယ်အဲ့တော့နောက်နောက်ပြီးတော့မှတော့ကျွန်တော်ဒုတိယပိုင်းနဲ့ဆက်လီပြောပြအောင်မယ်ဗျဒါတော့ဆိုရင်မိတ်ဆွေများ content idea တွေဘယ်လိုလုပ်ရမလဲဆိုတော့သိရှိသွားပြီလို့ထင်ပါတယ်အဲ့တော့စင်ပြေတာလေးနားမလည်ရှိရကျွန်တော်ခုမှအချိန်မီးမေးလို့ရပါတယ်ဗျကျွန်တော်မြန်နေဖြေချပွဲတင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဗျအားလုံးပဲအဆင်ပြေကြပါစေဗျဘိုင်ဘိုင်